အားလုံးပဲမင်္ဂလာပါဒီနေ့အခရာရဲ့ Health Talk Program လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မဒေါက်တာကျေစင်းဦးမှာဟာရဆိုင်ရာဆရာဝန်တယောက်ဖြစ်ပါတယ်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးကတော့လေကောင်းယောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲလေကောင်းယောဂါဖြစ်ခဲ့ရင်ဘယ်လိုကုသမလဲဆိုတာနဲ့အစားအသောက်နေထိုင်မှုပုံစံလေးတွေကိုမျှဝေခြင်းပါတယ် ေကောင်းယောဂဆိုတာကတော့အများအဖြစ်အသက်50ကျော်လူကြီးတွေမှာတွေ့ရတာများပါတယ်။ဒါပြီးတော့အထိုင်များတဲ့လူတွေလှုပ်ရှားမှုနည်းတဲ့လူတွေမှာတွေ့ရတတ်တယ်။လေကောင်းယောဂဖြစ်ရတဲ့ပုံစံလေးကလည်းသူကဒီဝင်းအိမ်တွင်းမှာပေါ့ဖိအားများလာတဲ့အခါမှာစအုံနဲ့ဝင်းအိမ်တွိုင်းမှာရှိတဲ့သွေးပြန်ကြောလေးတွေကရောင်ရမ်းလာတယ်။ရောင်ရမ်းပြီးတော့ဖောင်းလာတာမျိုးသွေးစင်းတာမျိုးတွေတွေ့ရတတ်ပါတယ်။ဒီလိုຢာလေးတွေဟာဆိုလို့ရှိရင်ကျမတို့ခုနပြောလိုပဲအဝလွန်တဲ့လူအသက်ကြီးတဲ့လူတွေနောက်တစ်ခုကဝန်းညက်တဲ့လူတွေဝန်းတအားချုပ်တဲ့လူတွေမှာတွေ့ရတတ်တယ်။နောက်ပြီးတော့ဝင်းအိမ်ကင်ဆာနဲ့ဆက်ဆက်နေပြီးတော့ဝန်းခဏခဏသွားတဲ့ ဲ့လူတွေမှာရောနောက်တစ်ခုကျတော့ဒီအထူးသဖြင့်မျိုးသမီးတွေဆိုကိုယ်ဝန်ဆောင်ကာလမှာပေါ့ဘိုက်အတွင်းမှာ pressure များလာတဲ့အခါမှာဒီလေကောင်းယောဂဖြစ်တတ်ပါတယ်ဒီလေကောင်းယောဂဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုလို့ရှိရင်အဓိကကတော့အစားအသောက်ကအရေးကြီးပါတယ်အစားအသောက်ထဲမှာဆိုရင်ကျွန်တော်တို့အမြင့်တက်ကျွေးသွားတဲ့အစားအစာတွေစားမယ်အစီနဲတဲ့အစားအစာတွေကိုရွေးချယ်ပြီးစားသုံးသင့်ပါတယ်ဒီခန္ဓာကိုယ်အတွင်းမှာအမြင့်တက်ဟာဆိုလို့ရှိရင်ဝန်းအိမ်အတွင်းမှာရှိတဲ့ဝန်းတွေကိုသူကပြော့ပြောင်းစေတယ်နောက်တစ်ခုကရေဓာတ်ကိုဆွဲထားပြီးတဲ့အခါကျတော့ဒီဝန်းကိုမြန်မြန်နဲ့ဟိုပါပေါ့ပြော့ပြော့သွားစေတဲ့အတွက် ကြောင်းမလို့ဝန်းချုပ်ရတာမျိုးနောက်တစ်ခါဝန်းညှက်ရတာမျိုးကောက်ွယ်ပေးပါတယ်။လေကောင်ရွက်ကဖြစ်ရတဲ့အဓိကအကြောင်းရင်းကလည်းဝန်းချုပ်ပြီးဝန်းညှက်ရတာမျိုးနဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်မလို့ဒီအမြင်တတ်များများစားမယ်ဆိုလို့ရှိရင်ကျမတို့ကဝန်းမှန်မယ်နောက်တစ်ခါဝန်းပြော့ပြော့သွားတဲ့အတွက်ကြောင့်မလို့လေကောင်ရွက်ကကောက်ွယ်ပြီးသားဖြစ်သွားပါတယ်။ ါဆိုရင်အမြင်တက်ဆိုလို့ရှိရင်ဘာတွေစားမလဲပေါ့အမြင်တက်ကြွယ်ဝတဲ့အစားအစာတွေကတော့အဓိကတော့ကျမတို့စံချမ်းကြုံချမ်းတွေပါမယ်နောက်တစ်ခုကပြောင်းဖူးတို့အာလူးတို့ဘယ်ရီသီးတို့နောက်တစ်ခုကအသီးနှံတွေပေါ့ရောင်စုံဟင်းသီးဟိရွက်တွေအသီးနှံတွေအစိမ်းအောင်ရွက်တွေနောက်တစ်ခုကပဲအမျိုးမျိုးပေါ့နောက်ပြီးတော့ခြင်တဲ့အသီးတွေပေါ့နော်ဒီလိုအသီးနှံတွေကိုဟိုနေ့စဉ်ကိုစားသုံးတဲ့အထင်းမှာအမြင်နဲ့ထည့်သွင်းထားမယ်ဆိုလို့ရှိရင်အမြင်တက်ကိုလုံလောက်စွာရရှိမယ်ဒါဆိုရင်ပမာဏဘယ်လောက်စားသင့်လဲပေါ့ပမာဏဆိုလို့ရှိရင်တော့အကျန်းဖျားပြည့်လူတစ်ယောက်ကကျမတို့ကယ်လိုရီ1000မှာအမြင်တက်က16 g လိုရဲပေါ့ဒါက တော့သူရဲ့ဥပဒေသားပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်လူဘယ်လိုစားမလဲဆိုလို့ရှိရင်အရွက်ဆိုလို့ရှိရင်ထမင်းစားတဲ့အရွက်ကိုပအောင်စားပါအရွက်ကိုအနည်းဆုံးတရုတ်ပကံလုံးတစ်လုံးကိုတရက်ကို2ချိန်လောက်စားသင့်ပါတယ်ဒါပြီးတော့အသီးပေါ့အသီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလက်ဖွားစာပမာဏအရွက်ပေါ့ဥမာပန်းသီးဟိုအသေးတစ်လုံးနဲ့ငပြောသီးတစ်လုံးပေါ့ဒီလိုတစ်နေ့ကိုအနည်းဆုံး2ချိန်ကနေ2ချိန်အသီးနံကိုစားပေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်နေ့တာလိုအပ်တဲ့အမြင်ဓာတ်ကိုတော့ဟိုအချမ်းဖြင့်ကာပါဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျတော့ပဲပေါ့ပဲတွေမှာလည်းအမြင်ဓာတ်ကျော်ပါတစ်ချောင်းမလို့ပဲကိုတစ်ပတ်ကိုအနည်းဆုံး3-4ချိန်တော့စားဖို့အချမ်းပြုချင်ပါတယ် ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တနေ့တာလိုအပ်တဲ့အမြင်တတ်ကိုလုံလုံလောက်ရရှိနိုင်မှာဖြစ်ပါတယ် ဒါပြီးတော့ကျွန်တော်ရှောင်ကျဲမဲ့အစားအစာတွေရှိတယ်။ရှောင်ကျဲမဲ့အစားအစာတွေကတော့အဓိကအစီပေါ့။အစီများတဲ့အစားအစာတွေကဆိုလို့ရှိရင်ဝန်းချုပ်စေတာမျိုး၊ဘိုက်ကိုမအီမတာဖြစ်စေတာမျိုး၊အစာမကြေတာမျိုးဖြစ်တော့တကြောင်မလို့စီကြော်တွေ၊စီအရမ်းများတဲ့အစားအစာတွေဟင့်စီပြန်ဟင့်အနှစ်တွေတတ်နိုင်တဲ့လောက်ရှော့ပြီးစားပါ။ဒါပြီးတော့ငန်တဲ့အစားအစာတွေတတ်နိုင်တဲ့လောက်ရှော့ပြီးစားဖို့အကြံပြုချင်တယ်။ဒါပြီးတော့ကော်ဖီလိုဖိတ်ရည်ကိုတော့အနည်းငယ်ရှော့တော့ပါ။ကော်ဖီလိုဖိတ်ရည်များများတောက်တဲ့လူတွေမှာဝန်းချုပ်တာတွေ့ရတတ်တယ်ပေါ့နော်။ဒီကဖိန်းတက်ဟာဆိုလို့ရှိရင်ဟိုတခါတလေဘိုက်ကိုမအီမတာဖြစ်စေပြီးတော့ဝန်းမမှန်တာမျိုးတွေတွေ့ရတတ်တဲ့ကြောင် င်မလို့ short တော့ပါနောက်ပြီးတော့အရက်ပေါ့အရက်ဘီယာကတော့ဒီဒီ alcohol ပါဝင်တဲ့အရာတွေကတော့ရေဓာတ်ကိုခန်းချောက်စေတယ်ရေဓာတ်ခန်းချောက်တဲ့အခါမှာဝန်းချုပ်တာနဲ့သွားပြီးမှဆက်ဆက်နေပါတယ်ဒါကြောင့်မလို့ဒီအရာလေးတွေတော့ short တဲ့ထဲမှာပါပါတယ်နောက်တစ်ခုကကိုယ်အလေးချိန်ပေါ့ကိုယ်ကအဝလွန်နေသလားပေါ့သုံးမဟုတ်လို့ရှင်ကိုယ်အလေးချိန်ကကိုယ်ရှစ်တက်တာထက်ကိုများနေတယ်လို့ဆိုရင်တတ်နိုင်သလောက် short ချဖို့အကြံပြုချင်ပါတယ်အဓိကတော့ကိုယ်လည်းလှုပ်ရှားလေးချင်ခံလုပ်ပေးပါကိုယ်လည်းလှုပ်ရှားလေးချင်ခံလုပ်တာဆိုလို့ရှင်ကိုယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးလည်းကောင်းမွန်တယ်ဝိတ်ကိုကျစေမယ်နောက်ပြီးတော့ဝန်းကိုလည်း မှန်စေတဲ့အတွက်ကြောင့်မို့လို့ကိုလက်လှုပ်ရှားလေးချိန်ခံပြုလုပ်ဖို့အကြံပြုချင်ပါတယ် နောက်ထပ်အရေးကြီးတာကဗဒါဆိုင်မကျွန်တော်လေကောင်းယောဂါရှိသွားလို့ရှိရင်ဘယ်လိုကုသမလဲပေါ့လေကောင်းယောဂါရှက်เสียမှာမဟုတ်ဘူးကုသလို့ရှိရင်အမြဲပြတ်ပျောက်ကင်းနိုင်ပါတယ်ဒါကြောင့်မလို့ကို့မှာလေကောင်းယောဂါရှိတယ်လို့တန်တရားရှိတယ်သို့မဟုတ်ကို့မိသားစုထဲမှာဒီလိုလက္ခဏာလေးတွေရှိတယ်ဆိုလို့ရှိရင်အမြန်ဆုံးဆရာဝန်နဲ့တိုင်ပင်ဖို့တိုက်တွန်းချင်ပါတယ်ကုသနည်းတွေလည်းလွယ်ကူပါတယ်သူကအစားအသောက်ကိုကိူးစားရမယ်ခုနအရှိမှာကျွန်တော်ဆွေးနွေးသွားသလိုပဲအစားအသောက်ကိုဟိုမှန်ကန်တဲ့အစားအသောက်အမြင့်တက်များတဲ့အစားအသောက်တွေရွေးချယ်စားသုံးရမယ်နောက်တစ်ခုကရေကိုများများတောက်ရမယ်ရေကိုအနည်းဆုံး2လီတာနေ3လီတာတောက်ဖို့အကြံပြုချင်တယ်တစ်ခါလေ ကျွန်တော်တို့ရေတောက်တာကိုမေ့နေတတ်တယ်ပေါ့နော်ရေတောက်ဖို့မေ့တာရောရေတောက်နေတာမျိုးဆိုလို့ရှိရင်ဝန်းချုပ်စေတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်ရေတောက်ပါအရက်တွေပါရရတော့တတ်နိုင်တယ်လို့ဖြတ်ဖို့အကြံပြုချက်နဲ့ကော်ဖီလိဖိရှော့တောက်ပါလေ့ကျင့်ခန်းလုပ်ပါဒါပြီးတော့ကျွန်တော်တို့ဆရာဝန်ညွှန်ကြားတဲ့တောက်ဆေးတွေရှိတယ်ပေါ့နော်လေကောင်ယောဂါကိုတတ်တာဆေးရဲဆေးတွေလေကောင်ယောဂါကုသတဲ့ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်တိုင်းလိုက်နာဖို့အကြံပြုချင်ပါတယ်လိုအပ်လို့ရှိရင်လည်းဒီခွဲစိတ်မှုအသေးစားလေးတွေပြုလုပ်ရတတ်ပါတယ်ဒါဆိုလို့ရှိရင်လည်းကိုကနီးစက်ရကိုကျွမ်းကျင်တဲ့ဆရာဝန်တယောက်နဲ့တေချာတိုင်ပင်ထားရဆိုလို့ရှိရင်လေကောင်ယောဂါကိုကောင်းကောင်းမွန်အမြင့်ပြတ်ကုသနိုင်မှာဖြစ်ပါတယ် ယ်ရှင်ဒါဆိုလို့ရှင်ကျွန်တော်လေးကောင်းယောဂမဖြစ်အောင်ကြတော့ဘယ်လိုကောက်ွယ်မလဲပေါ့မဖြစ်အောင်ဆိုလို့ရှင်လဲခုနရှေ့ကပြောထားတဲ့နည်းတွေတိုင်းပဲစားသောက်မှုပုံစံနေထိုင်မှုပုံစံအရေးကြီးပါတယ်အဝမလုံအောင်ထိန်းထားမယ်လေ့ကျင့်ခန်းကိုတနေ့ရောအနည်းဆုံး나이ဝက် မိနစ်30လောက်လေ့ကျင့်ခန်းလုပ်တဲ့နဲ့ဒါပြီးတော့ကျမတို့ရေကိုအများကြီးတောက်မယ်2လီတာ3လီတာတောက်မယ်ဟင်းသီးဟွက်ကိုများများစားမယ်ဟင်းသီးဟွက်ကိုအနည်းဆုံး2ချိန်3ချိန်အသီးကို2ချိန်2ချိန်ပေါ့ဒီလိုအမြင့်နဲ့ကျော်ရတဲ့စားစာတွေအများကြီးများများစားမယ်နောက်တစ်ခုကျတော့ကျမတို့ဝမ်းမချုပ်အောင်ဖြူစိုက်မယ်အဓိကကတော့လေကောင်ယောဂါကိုဖြစ်စေတဲ့ရာကဒီဝမ်းချုပ်တာဝမ်းညှက်တာနဲ့ဆက်ဆက်နေလို့တကြောင်မလို့ကိုကဝမ်းပျော့ပျော့သွားတယ်ဆိုလို့ရှိရင်ပြီးတော့ဝမ်းမှန်တယ်ဆိုလို့ရှိရင်ဒီလေကောင်ယောဂါဖြစ်နိုင်ခြင်းကနည်းတယ်ပေါ့နော်ဒါကြောင့်ဝမ်းမချုပ်စေနဲ့ ါပြီးတော့ကျမတို့ကကျန်တာကတော့ coffee လဖေး shot တောက်ရတာမျိုးတို့အရက်ကိုဖြတ်ရတာမျိုးကြီးရှိမယ်ပေါ့နော်ဒါပြီးတော့ကျမတို့တကယ်လို့ကိုကလက်ကောက်ယောဂါဖြစ်သွားဖြစ်ပြီးသွားပြီခုလည်းခုပြီးသွားပြီပေါ့နော်ဒါပေမဲ့ပြန်ဖြစ်မှလည်းကြောက်တယ်ပေါ့နော်တခါလေးလက်ကောက်ယောဂါပြန်ဖြစ်သလားဆိုလို့ရှိရင်သူကဝန်းချုပ်ရပြီးတော့ဝန်းနေပြန်ညှင့်ရတယ်အရင်လိုပဲဟိုကိုဒီလက်ကောက်ယောဂါစဖြစ်တုန်းကတည်းလို့ပဲပြန်ပြီးအချိန်တွေရှိတယ်ဆိုတော့လက်ကောက်ယောဂါပြန်လဲဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်လို့ပြန်မဖြစ်အောင်လည်းကောက်ွယ်ဖို့ရည်ကြီးပါတယ်တကယ်လို့ကိုကလက်ကောက်ယောဂါကုသကောက်ွယ်ပြီးတဲ့လူဆိုလို့ရှိရင် အဝိတ်ကိုဝိတ်များနေတယ်ဆိုအရင်ဆုံးဝိတ်ချလိုက်ပါနောက်တစ်ခုကျတော့ဝန်းကိုဘယ်တော့မှမချုပ်စေနဲ့ဝန်းချုပ်ခံလို့မရဘူးပေါ့နော်ဝန်းပြပြသွားဖို့ရေးကြီးတဲ့အတွက်ကြောင့်မလို့ခုနပြောလို့အမြင်နဲ့ကြွေရတဲ့အစားအစာတွေနောက်တစ်ခုကကျွန်တော်ရေမြများတောက်ဖို့လိုအပ်တယ်အစီလိုအငံတို့တတ်နိုင်လောက်ရှော့ရမယ်ကော်ဖီလပိရှော့ဖို့လည်းလိုအပ်ပါတယ်ဒီအစားတောက်နေထိုင်ကိုပြန်ကူးဆိုင်မယ်ဝန်းမချုပ်အောင်ကူးဆိုင်မယ်နောက်ပြီးတော့အဝလုံနေဝိတ်ရှော့မယ်လေ့ကျင့်ခန်းကိုပုံမှန်လုပ်မယ်ဆိုလို့ရှိရင်လေကောင်ယောဂါကိုပြန်ပြီးကောက်ွယ်နိုင်တဲ့အပြင်ကျွန်တော်ပို့ပြီးမှလည်းကျန်းမာတဲ့နေထိုင်မှုပေါ့ရရှိမှာဖြစ်ပါတယ် ဒါကြောင့်အားလုံးပဲဒီစင်စင်လေးကိုအစစုံကြည့်ပြီးသွားတဲ့အခါမှာလေကောင်ယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နီလန်းတွေလေကောင်ယောဂဖြစ်ခဲ့ရင်ဘယ်လိုကုသမလဲဆိုတဲ့နီလန်းတွေနဲ့လေကောင်ယောဂကိုပြန်မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့စားသောက်မှုနေထိုင်မှုပုံစံလေးတွေကိုကောင်းမွန်သိရှိသွားပြီလို့ထင်ပါတယ်။ဒါကြောင့်လေကောင်ယောဂကရှက်စရာမဟုတ်ပါဘူး။အချိန်မီကုသနိုင်ဖို့ပဲလိုအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။